ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလဟာရံပတိဖက်ကတွေကြားရဲထူးခြားစွာအမြင်မှုကိုရနိုင်တယ်လတ်လာဘကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်ခဲကြမှာပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုလောကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရမယ် ။မွေကြီးလမ်းကြောင်းစီဝါလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတာမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောခံကြမာတွေကိုဖန်နှီးနိုင်လိမ့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။၂၀နှစ်ရည်မှာအရာရာအစီပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၂၃ရည်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်။၂၄ရည်မှာရာတိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်။၂၅ရည်မိကောင်းဆွေကောင်းထောက်ကူရမယ်။မြေတားရေကံကောင်းမယ်။အလौကြံအောင်မယ်။၂၆ရည်မှာငွေကြေးကံကောင်းမယ်။အပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။ 28ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းလိုရာပြည့်စုံခြင်းကြော်မယ်28ရက်နေ့မှာရံပတိဘက်ကတည်းနဲ့ရှင်ပြီးလုပ်ရမယ်29ရက်နေ့မှာဥတီကျပြောင်းပြီးလုပ်တာတွေအစဉ်ပြေမယ်30ရက်နေ့မှာရံပတိဘက်ကနဲ့ရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းအရာရာအစဉ်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနေ့ကနေနေ့စောက်ချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနင်္လာနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိန်နောက်ဆက်လေးတွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းနေ့ကျိုးပေးပါတယ်အပြာရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ မေလ29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်